ကပွဲကဖို့တညသိန်း900နဲ့ပညာကျေလာပေးတာကိုလက်မခံသေးပါဘူးဆိုတော့စွမ်းဣတမရအောင်ပဲမင်္ဂလာပါရှင်စွမ်းကသတ္တပင်လောကမှာအောင်မြင်ဆုံးမိသားအဖြစ်ရပ်တည်နေခဲ့တာကြပါပြီစွမ်းကိုဆိုရင်ခွန်ငှားခြင်းနဲ့ပွဲရှင်တွေကလည်းအယံကိုများတာပါတပွဲကပီဆိုတာနဲ့နည်းပညာကြီးကလည်းအများအများကိုပေးရတာဖြစ်ပါတယ်စွမ်းရဲ့သတ္တပင်ဆိုတာသခက်ထားခဲ့တာဖြစ်တယ်လို့အခုနောက်ပိုင်းမှာဆိုစွမ်းကသတ္တပင်ပွဲတွေလည်းပြန်ကားနေပါပြီတရှိမှတော့စွမ်းကငွေပုံပေးတာတောင်စက်မကမဲ့အကြောင်း ထုတ်ပြောလာခဲ့တာပါဇပွဲအသေးတညကို3900နဲ့ပြန်ကြေးပေးမယ်ဆိုရင်တော့စွမ်းကလက်မခံနေပါဘူးတညကို3900ဆိုတာမင်းသားတိုင်းမရနိုင်မဲ့အနည်းပညာကြီးဖြစ်ပါတယ်ဒီလိုအနည်းပညာကြီးရရင်တော့စွမ်းကကားဖို့အချိန်မရှိပါဘူးတညကို3900ပေးရင်တော့လုံးဝမကတော့ဘူးလို့ထုတ်ပြောလာခဲ့တာပါအကြောင်းရင်းကတော့စွမ်းကကျမ်းမာရေးမကောင်းသေးတဲ့အကြောင်းပါတညကို3900ပေးလဲတကယ်ကိုပဲကနိုင်ဖို့အတွက်ကိုပဲကြိုးစားပြင်ဆင်နေသေးတာဖြစ်ပါတယ် သွန်ကတနက်လောက်အနုပညာလုပ်တွေကိုနားထားတော့မှာဖြစ်ပါတယ်တနက်လောက်နားထားပြီးနောက်မှာဒါသတ်ပင်ပွဲတွေကိုပြန်ကတော့မယ်လို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မို့လဲဒီအချိန်မှာတညာကိုသိန်း900ပေးလဲဂရုစိုက်မှာမဟုတ်တလို့မကားဘူးလို့ကိုဆုံးဖြတ်ထားတာပါ။သူမကားပေမဲ့လဲသူ့အခွက်ကိုတော့ဆက်ပြီးထားရှိထားမှာပါ။သူအနေနဲ့မိဒတ်ကြီးကအနုပညာကြီးကိုအလကားလိန်ပြီးမယူချင်တာအကြောင်းပါ။ကိုတိုင်းတကယ်မကားပြနိုင်ပဲ စပွဲတွေလက်ခံတာကဗိတ္တတွေကိုလိန်ညာတာနဲ့အတူတာကြောင့်ပါအရင်လိုတရားပြန်ကပ်ပြနိုင်မှတာဇွမ်ကမင်းသားအနေနဲ့ပွဲထွေးချင်တာပါဇွမ်ကသူ့ကိုရှစ်သက်ဗိတ္တတွေကိုစမတာတွေဒါပေးချင်တာဖြစ်ပါတယ်ဇွမ်ကိုအနည်းပညာအလုပ်တွေပြန်လုပ်စေချင်တဲ့အတွက်တတွဲခေါ်တဲ့သူတွေလည်းအများကြီးရှိပါတယ်အားလုံးကဇွမ်ကိုအနည်းပညာအလုပ်တွေမနာစေချင်ပါဘူးအရင်ကလိုဇတ်တပင်လောကကိုသူမိုးတဲ့ဇွမ်ကိုပြန်မြင်ချင်တာပါဇွမ်ကစမကတော့ဘူးဆိုတာ တစ်တလုံးနားတာမျိုးတော့မဟုတ်ပါဘူးတစ်နှစ်လောက်ပဲနားတာဖြစ်ပြီးခြေထောက်ပြန်ကောင်းတာနဲ့ရှစ်ချင်းပြန်ကတော်မှာဖြစ်ပါတယ်စွမ်းကခြေထောက်ကိုကူးဖို့အတွက်အိန္ဒိယကိုတွားခဲ့တာဖြစ်ပါတယ်အိန္ဒိယမှာခြေထောက်ကိုတိန်းတထောင်လောက်အကုန်ကြခံကကူးတခဲ့တာဖြစ်ပါတယ်ခုချိန်မှာခြေထောက်ကအတော်လေးကိုကောင်းလာပြီဖြစ်ပြီးအရင်လိုကောင်းအောင်ကြိုးစားတာတော့မှဖြစ်ပါတယ်စွမ်းကစက်ပြန်မကပေမဲ့တခြင်းတွေဆိုကတတ်နိုင်တဲ့လောက်အဖြစ်ဖြစ်မှာပါဒီမကပေမဲ့ ။အရှာမင်းသားငယ်လေးတွေကိုကခိုင်းကသူကတော့အသရှင်ဆိုသွားမှဖြစ်ပါတယ်။စာမင်းသားငယ်လေးတွေကိုလည်းမြေတောင်ပြောက်ပေးထားတာဖြစ်ပြီးစာအဖွဲကိုပြန်ပြီးတော့ပြောထောင်သွားမှာပါ။စွမ်းကိုဘားတွေကလည်းအရှင်ဆိုဖို့ကားလာနေပြီးတော့အကုန်လုံးကိုလက်ခံကဖြောဖြေးသွားမှာပါ။စွမ်းကတရှိမှရှေတော့ကထောက်နေလို့လမ်းမလျှောက်နိုင်ပေမဲ့တရှင်တော့ဆုံနိုင်တာမို့ရအောင်ဆိုသွားမှာဖြစ်ပါတယ်။စွမ်းကအခုလက်ရှိမှာ အရစ်တောက်တလိုပုံစံမျိုးဖြစ်နေလို့တချို့ကလည်းဝေဖန်နေကြတာပါ။ဆောင်းကိုအရစ်ဖြက်ကတကယ်လူကောင်းလို့နေစေရှင်ကြပါပြီ။အသေးကလည်းတိတ်မကောင်းတာမို့စစ်တောက်စားနေမှဆိုရင်ယောဂကြီးဖြစ်တော့မှာပါ။အနုပညာရှင်တွေကလည်းဆောင်းကိုလမ်းမှန်ရအောင်ဆွဲခေါ်ပေးကြပါတယ်။ဆောင်းဘက်ကသာစစ်မိုက်နေလို့အချိန်တွေကြာနေခဲ့ရတာပါ။ဆောင်းကတော့သူမတောက်တော်ဘူးလို့ပြောပေမဲ့ဗိဒ္ဓတွေကမယုံနေတာဖြစ်ပါတယ်။ဆောင်းကိုအားလုံးကအရင်လိုလူကောင်းအဖြစ်သာကြိုးစားမှန်ဆို အစင်သည့်အကျိုးဆိုကြမှာပါဇပွဲကိုတနည်းလောက်နားထားမဲ့သွားအပေါ်အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်